ိုင်းဖိုင်းမှာမေးမှုခဲ့တဲ့ fighter နဲ့ဇက်ခွန်နီယန်ဒီမှာစုံတွေ့မဲ့ထုံးမင်းအောင်ထုံးမင်းရဲ့ညီငယ်တယောက်ဖြစ်တဲ့ထုံးမင်းအောင်ရဲ့ပွဲစဉ်ကိုမကြာခင်မှာအားပေးသွားတော့မှာဖြစ်ပါတယ်ပြီးခဲ့တဲ့မေလာတွင်းက1 Friday fight 110မှာတိုင်းဖိုင်တာချက်ပတ်ကိုဒူရယာချီမှာအလဲထိုးနေအနိုင်ထားခဲ့တဲ့ထိုးမင်းအောင်အတွက်ဒီကောင်စုံတွေ့သွားမဲ့ fighter တော့ကတ်ချန်ချန် fighter တယောက်လိုဆိုရမှာဖြစ်ပြီးဒူနာမေကတော့ဂျော်ဇာဝင်းတို့ဖဲတက်ချီမှာလေးကျင်နေတဲ့33နှစ်သားကြီး Daniel Fates ပါ ဂျန်ဝန်နဲ့ထုံးမြောင်တို့က165ပေါင်နဲ့ဖေသာဝေးတန်းမှာရှင်ပြိုင်သွားကြမှာဖြစ်ပါတယ်။ဝမ်ချန်ပီယံရှစ်နှစ်ပွဲသာရှင်ပြိုင်ထိုးသက်ထားပြီးတော့တပွဲနိုင်တပွဲဆုံးရလောက်ပိုင်ဆိုင်ထားတဲ့ဂျန်ဝန်ဟာ time 5မှာမေးမှုခဲ့တဲ့ fighter ကောင်းတယောက်ဆိုတော့မေးထားလို့မရပါဘူး။ပွဲတင်ပေါင်း103ပွဲနိုင်ပြီးတော့15ပွဲသာဆုံးနိုင်ထားသူတယောက်ဖြစ်ပြီးတော့ဝမ်ချန်ပီယံရှစ်မှာလည်းအကျန်းဆုံး fighter တွေနဲ့ပဲရှင်ပြိုင်ထိုးသက်ထားတဲ့ဆရာကြီးပါ။ထုံးမြောင်တွတ်တော့အကိုဖြစ်တဲ့ထုံးမင်းလက်အတွက်လက်စားပြန်ချရမယ်ဘွဲလို့ဆိုရမှာဖြစ်ပြီးဒန်ဝမ်ထုံးမင်းလက်ကိုလည်းနိုင်ဘူးသလို မြန်မာဖိုင်တာရန်နိုင်အောင်ကိုလည်းနိုင်ထားသူဖြစ်ပါတယ်။ဒုံမြောင်ကအခုမှအသက်က16နှစ်ပဲရှိသေးပေမယ့်မြန်မာဖိုင်တာရဲ့အားလုံးထဲမှာဝိတ်တန်းအကြီးဆုံးဖြစ်တဲ့ဖဲသာဝိတ်တန်းမှာတာဝန်ပွဲချမှုစူးစမ်းနေတာ ဖြစ်ပါတယ်။ဒုံမြောင်ရဲ့အရက်က9ပြီ17လက်မှဖြစ်ပြီးတော့တန်တဝမ်အရက်ကတော့9ပြီ10လက်မှပဲရှိတာပါ။ဒုံမြောင်အတွက်ကတော့တိတ်ပြီးတော့မလွယ်ကူတဲ့ပြိုင်ဘက်လိုဆိုရမှာဖြစ်ပြီးတစ်ဖက်ကအတွေ့အကြုံသဘာဝအများကြီးရှိလာတဲ့ဆရာကြီးတယောက်ဖြစ်လို့ ပွဲပေါင်းတရာကျော်မွေထိုင်းပွဲစဉ်တွေကိုရှင်းပြိုင်ထိုးသက်ထားသူဖြစ်တဲ့အတွက်ကြောင့်ဒေါမယောင်တယောက်နိုင်ပွဲဆက်ယူပြနိုင်မလားခက်ခဲတဲ့ပွဲစဉ်ကိုဘယ်လိုမျိုးကြော်ဖြတ်သွားနိုင်မလဲဆိုတာကျွန်တော်စောင့်ကြည့်အားပေးသွားမှာဖြစ်ပါတယ်